။ဧရာဝတီတိုင်းပဋိပင်ခရိုင်ကံကြီးတောင်မြို့အမတ်တိရက်ကွက်ကန္နာလမ်းပေါ်ရှိမြို့မဇေဟောင်းမီးလောင်မှုဖြစ်ပွားခဲ့ပြီးဆိုင်ခန်းအချို့ပျက်စီးဆုံးရှုံးခဲ့တယ်လို့ကုညီကေဆေရဲ့အဖွဲ့တွေထံကနေသိရပါဗျ။အဆိုပါမီးလောင်မှုဟာစက်တင်ဘာလ30ရက်ည9:00နာရီဝန်းကျင်ကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမီးလောင်မှုကြောင့်အမတ်တီရက်ကွက်ကန္နာလန်ရှိမြို့မဇေတင်နယ်တွဲလျက်ရှိတဲ့မြို့မဇေဟောင်းမှဆိုင်ခန်းပေါင်းခုနှစ်ခန်းမီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မီးလောင်မှုကည9:00နာရီကျော်လောက်မှစဖြစ်တာ လူတွေထိခိုက်တာတော့မရှိပါဘူးမီးလောင်အားကောင်းတော့ဈေးဆိုင်ခန်းတွေပဲမီးလောင်ကျန်းသွားတာလို့မီးလောင်မှုဖြစ်စဉ်အနည်းရှိဒေတာခန်တူကပြောပါရယ်အဆိုပါမီးလောင်မှုကိုကံကြီးတောင်မြို့နယ်မိသက်တပ်ဖွဲ့ကမီးငိမ့်တက်ရင်၄စီးအုံပြုပြီးလူမှုကွန်ရီကေစီရဲ့အဖွဲ့တွေနဲ့ဒေတာခန်တွေကအတူတကွပူပေါင်းမီးငိမ့်တက်ခဲ့ခြင်းတို့ကြောင့်စင့်ဘွားကူးဆက်ခြင်းမရှိဘဲည9:00မိနစ်50ခန့်မှာလုံးဝမီးငိမ့်သွားခဲ့တယ်လို့သိရပါရယ် လက်ရှိတက်ဆိုင်ရာအသာဝင်ရှိသူတွေကတော့မီးလောင်ရတဲ့အကြောင်းရင်းနဲ့ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုစစ်ဆေးနေတယ်။မီးလောင်သွားတဲ့ဆိုင်တွေကတော့တစ်သားနဲ့စောက်ထားတဲ့ဆိုင်ခန်းတွေလို့တက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်တူတူကပြောပါရယ်။မီးလောင်မှုကြောင့်လူနေတရိတ်ဆန်ထိခိုက်တေဆုံးခြင်းမရှိဘဲဆိုင်ခန်းတွေတာပျက်စီးခဲ့ခြင်းဖြစ်ပြီးတက်ဆိုင်ရာကမီးလောင်ဆုံးရှုံးသွားတဲ့ဆိုင်ခန်းပိုင်ရှင်တွေကိုစနစ်တကျစစ်ဆေးနေတယ်လို့သိရပါရယ်။ အဆိုပါမိလောင်မှုဖြစ်ပေါ်ခဲ့တဲ့ကံကြီးတောင်မြို့မစီဟောင်းမှာကုံစုံဆိုင်အလကုံပစ္စည်းဆိုင်အဝတ်ထည်ဆိုင်အသားငါးဆိုင်စားတဲ့ဆိုင်ခန်းပေါင်း15ခန်းထက်မနည်းရှိတယ်လို့သိရပါဗျ။